မှာတော့ငပြင်းမလေးကိုလွယ်လွယ်ကူကူနဲ့ချက်လို့ရပြီးစားလို့ကောင်းတဲ့နည်းလေးနဲ့ချက်ပြပေးမယ်နော်။အရင်ဆုံးညီနဲ့တတ်တာစေဖို့အတွက်စားစနစ်နဲ့ပြီးရောထားထားလိုက်ပါမယ်ရှင်။ငပြင်းမှာချက်ဖို့အတွက်စပြီးရောပြင်ဆင်ပါမယ်ရှင်။အုပ်ဖုလာပြီဆိုလို့ရှိရင်စီထည့်ပြီးလို့ရှိရင်ကျွတ်သွန်ဖြူကျွတ်သွန်နီးဂျင်းတို့ကိုထည့်ထားလိုက်ပါမယ်ရှင်။အားလုံးကျွတ်ပြီးမွေးလာပြီဆိုရင်တော့ယူသီးမုန့်လေးကိုပါထည့်လိုက်ပါမယ်ရှင်။ ။ရေပြီးမအရောင်လှစေဖို့အတွက်ရေတိအနှင်းငယ်ထည့်ပြီးရောစီတက်ပါမယ်ရှင်။အနက်မွေးစေဖို့အတွက်ရှမ်းနဏန်လေးကိုပါထည့်ပြီးစီတက်ပါမယ်ရှင်။အိုးလေးကိုငပြင်းမလေးတွေထည့်ပြီးသွားပြီဆိုရင်တော့အပေါ်လှန်ပြီးအသားလေးတင်းလာအောင်စီတက်လိုက်ပါမယ်ရှင်။အပေါ်အောင်နည်းနည်းလေးတင်းလာပြီဆိုရင်တော့ရေလေးထည့်ပြီးရောတည်ထားလိုက်ပါမယ်ရှင်။အရသာအတွက်ငံ့မြရေးအနှင်းငယ်ထည့်လိုက်ပါမယ်ရှင်။ ရှင်ရီအားလုံးခမ်းသာပြီဆိုရင်တော့မကြီးရီလေးထည့်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်။နောက်ဆုံးမှာတော့အနက်မွမွလေးဖြစ်စေဖို့အတွက်နနံပင်လေးအုပ်လိုက်ပါမယ်ရှင်။ရှင်တို့ကရေချမ်းစီချမ်းလေးစားကျင်တာမို့လို့အနေငယ်ပေါ်လာပြီဆိုတာနဲ့အိုးချလိုက်ပါရောမယ်ရှင်။ပြီးအနှစ်လေးကလည်းငားရဲစိတ်ဝင်နေရမို့လို့အရန်ရတာရှိစေပါရဲ့နော်။